မင်္ဂလာပါကျွန်တော်တို့ဒီ Omara controller ထဲမှာပေါ့နော်ဒီ hotspot manager အတွက်အတီးတန်အကောင့်ဆောက်ပြီးတော့မှာကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်အဲ့တော့အတီးတန်အကောင့်ဆောက်ပြီးတော့မှာသုံးတာနဲ့မသုံးတာပါกว่าလဲဆိုတော့ကျွန်တော်တို့ဒီ operator အတွက်ပေါ့နော်အတီးတန်အကောင့်ဆောက်ပြီးသားမယ်ဆိုလို့ရှိရင်သူကဒီ network management ဘိုင်းနဲ့ပတ်သက်ပြီးတော့မှာသူကဒီ ဒီ controller ရဲ့ setting တွေပေါ့နော်နောက်ပြီးတော့ဒီ wifi setting တွေပေါ့စသဖြင့်ပေါ့ဒီ controller နဲ့ပတ်သက်တဲ့ setting တွေအားလုံးကိုသူက management လုပ်လို့ရမှာမဟုတ်ဘူးပေါ့နော်အာနောက်ပြီးတော့ဒီ hotspot နဲ့ပတ်သက်တဲ့ဒီ voucher ပုတ်ထုတ်တာဒီစားအကောင့်ဆောက်တာတော့ပဲသူကဒါ management လုပ်လို့ရမှာပေါ့နော်အဲ့တော့ဘာတွေပိုကောင်းသွားလဲဆိုတော့ programmer ဒီကျွန်တော်ရဲ့ network အတွက်ဟိုဒီ controller ရဲ့ account တစ်ခုလုံးကိုပေးထားကြရမှာတို့တော့ပေါ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ ဒီ controller နဲ့ပတ်သက်တဲ့တခြား setting တွေကိုဒီ user ကမှားပြီးတော့မှဟိုပြင်မိတာတို့ဖြတ်မိတာတို့အတွက်ဒါစိတ်ပူစရာမလိုတော့ဘောเนาะအဲ့တော့ hotspot အတွက်ကျွန်တော်တို့က operator account အသေးနဲ့စောက်ထားလို့ရတယ်ဘောเนาะဒီမှာ hotspot တွေကိုကျွန်တော်ဝင်လိုက်မယ်အဲဒါက controller version အားလုံးကတော့အတူတူပါပဲဒီ flow ဖြစ်ဖြစ် hardware ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့လက်ရှိ software သုံးထားတာပေါ့ တော့ပြီးတော့ရင်ကျွန်တော်တို့ဒီ operator ထဲမှာဝင်မယ်ဝင်ပြီးတော့ဒီနေရာမှာ operator အတွက် account ဒီတန်းတစ်ခုစောင့်မယ်ပေါ့နော်ကျွန်တော်တို့ name ကိုကြာရင် operator လို့ပေးလိုက်တယ်ပေါ့ပြီးပြီးတော့ password ကတော့သူကအကြီးအသေးတွေပါအောင်မယ်ပေါ့နော်နောက်ပြီးတော့ number တွေပါအောင် special character တွေပါအောင်ဆိုတော့ကျွန်တော်ဒီတိုင်းပေးထားတယ်ပေါ့ရိုးကတော့သူ့ကိုဒီ hotspot ကเอ่อ admin role ပဲပေးထားလိုက်တယ်ပေါ့နော် description ကထည့်လေရတယ်မထည့်လေရတယ်ပေါ့အဲပြီးတော့ရင်ကျွန်တော်ဒီမှာအောက်မှာ site ရှိတယ်ပေါ့ site ကတော့ gain site ကိုကိုကပေးထားမှာလေပေါ့နော်တကယ်လို့ကိုယ့်ရဲ့ control bar ထဲမှာ site တွေအများကြီးရှိတယ်အဲအဲ့ဒီအများကြီးတွေမှာတစ်ခုနှစ်ခုလောက်ပဲကိုသုံးစီခြင်းနဲ့ဒီသူ့ကို voucher ထုတ်နဲ့ထုတ်စီခြင်းနဲ့ site လောက်ပဲရွေးပြီးတော့မှကျွန်တော်တို့ကထုတ်စီခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာရွေးထားလေးရတယ်ပေါ့နော်ကျွန်တော်ကတော့ site တစ်ခုပဲရှိတော့ဒီမှာ select all ရွေးလိုက်တယ်ရွေးပြီးတော့ရင် save လိုက်တယ်အဲ save ပြီးတော့ရင်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ account နဲ့ login ဝင်ရမှာပေါ့နော်ဒီ voucher ထုတ်နေသူ့ကိုဒီ account ပေးထားမှာပေါ့အဲ့တော့ ကျွန်တော်တို့ကစိတ်နှက်ဝက်ထဲမှာဖြစ်နေမှာဒီတုံးလို့ရမှာပေါ့နော်ဒီ operator account ကအဲ့တော့ဘယ်လိုလောက်ပြင်ဝင်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာအဲဒီ URL လေးပေါ့နော်ဒီ URL လေးကိုကျွန်တော်က copy ကူးပြီးတော့မှာသူ့ရဲ့ laptop ဒီ PC ကြီးလေးပေါ့နော်စိတ်နှက်ဝက်ထဲမှာရှိနေတဲ့ desktop ပေါ်မှာသွားပြီးတော့မှတင်ပေးရမှာပေါ့နော် browser ထဲမှာသွားဖွင့်ရမှာအဲ့တော့လက်ရှိကတော့ကျွန်တော်ကဒီ admin account နဲ့ဝင်လာတာဆိုတော့ log out လုပ်ရတယ်ပေါ့နော် ဒါကောင်းလို့ပြီးသွားရင်ကျွန်တော်ဒါအရဒီလိုင်းထားလိုက်မယ်ပြီးသွားရင်ဒီဒီ URL လေးပေါ့နော်ခုနက copy ပြုထားတဲ့ URL လေးနဲ့ကျွန်တော်ဝင်လိုက်ဒီမှာဝင်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာတွေ့ရမှာက hotspot management ဆိုရဲအာကျွန်တော်စာနဲ့တွေ့ရမှာပေါ့နော်အဲဒီဘက်ကတော့ဒါ Omara controller လေးကိုဒါ admin login ဝင်တဲ့နေရာပေါ့နော်ဒါ controller ရဲ့ setting တွေအားလုံးကိုကျွန်တော်ဒီမှာဝင်ပြီးတော့မှလုပ်ရတာပေါ့နော်အဲဒီဘက်ကတော့ဒီ hotspot management ဘိုင်းနဲ့ပတ်သက်တဲ့ setting လောက်ပဲသူကမြင်ရမှာပေါ့ ကျွန်တော်တို့ခုနကဒီဆောက်ခဲ့တဲ့အကောင့်ပေါ့နော် password manager နဲ့မှဆောက်ခဲ့တဲ့အကောင့်ပါအကောင့်နဲ့ကျွန်တော်လုပ်နေပြန်လာလိုက်တယ်ဟုတ်ပြီဒါပြင်နေလုပ်နေလိုက်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီ hotspot နဲ့ပတ်သက်တဲ့ management အပိုင်းလောက်ပဲဒီမှာတွေ့ရတာပေါ့နော်အဲ့တော့ဒီသုံးတဲ့ user အတွက်လည်းဒါရှင်းရှင်းလင်းလင်းသုံးနေရတယ်ပေါ့အာ ီတခြား setting တွေပေါ့နော် controller နဲ့ပတ်သက်တဲ့ကိုယ်နဲ့မဆိုင်တဲ့ setting တွေကိုဒီမှာတွေ့ရမှာမဟုတ်ဘူး။သူကသူနဲ့ဆိုင်တဲ့အပိုင်းပေါ့နော်။ဒီ hotspot voucher ထုတ်တဲ့အပိုင်း user account creation လုပ်တဲ့အပိုင်းပေါ့။နောက် voucher ကို print ထုတ်တဲ့အပိုင်းလောက်ပဲသူကဒီမှာလုပ်လို့ရမှာပေါ့နော်။သုံးတဲ့လူတွေအញ្ញံတွေတဲ့ပို့ပြီးတော့မှလည်းဒါအဆင်ပြေတယ်ပေါ့နော်။ကျေးဇူးတင်ပါတယ်ဒီ video လေးအဲ့ဒါတော့ပါ